ကျမတို့ရဲ့လူသားမျိုးနွယ်တွေရဲ့အဓိကတာဝန်တွေထဲမှာမျိုးဆက်ပွားခြင်းဟာလေတစ်ခုအပါအဝင်ပါ2025ခုနှစ်မတ်လ28ရက်နေ့ငလျင်မတိုင်းပြီးပြည်ပခနဲ့စီးပွားရေးမတည်ငြိမ်မှုတွေကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတဲ့အမျိုးသမီးနဲ့မိမငယ်10တန်းကျော်ရှိနေပါတယ်ပြည်ပခဒေသတွေမှာရှိတဲ့အရွယ်ရောက်ပြီးအမျိုးသမီး၄.၆တန်းကျော်မှာခံမှန်းချီကိုဝင်ဆောင်မျိုးသမီး 2300ခန်းဟာအန်ဒီရဲ့ပုံများနေပြီးတော့အများစုမှာမိခင်နဲ့ကလေးဆောက်ရှောက်မှုလိန်နဲ့မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုတွေဖြတ်တောက်ခံထားရတယ်လို့2025ခုနှစ်ဧပြီ22ရက်နေ့မှာထုတ်ပြန်တဲ့ UN မြန်မာဝက်ဆိုက်ရဲ့မြန်မာနိုင်ငံဆိုင်ရာ report ၃မှာဖော်ပြထားတာကိုတွေ့ရပါတယ်မြန်မာနိုင်ငံတွင် နိုင်ငံရေးပတည်ငြိမ်မှုတွေကြောင့် လူလူအများစုကကျန်းမာရေးဝန်ဆောင်မှုအနေကွာဟာနေကြပါတယ်။အထူးသဖြင့်အမျိုးသမီးတွေမျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေရရှိဖို့ပုံမှုခက်ခဲနေကြပါတယ်။တရီတားဆီးမရနိုင်တာ၊စီကံမရှိတာ၊စေဝါကြောင့်မသိတာဒါတွေကသူတို့ဘဝအပေါ်အကျိုးတက်ရောက်မှုများစွာရှိပါတယ်။တားဆတ်ချစီဝါတွေဒါမရနိုင်တော့ဘူးဆိုရင် ီမှာအဲ့လိုမျိုးဟိုဈေးကြီးတဲ့ဆေးကတ်တွေချို့ဆိုတောင်းကျော်တဲ့ဆေးကတ်တွေဆိုရင်ဟိုဘယ်လိုလဲပတ်စံတိုင်းနဲ့ဒုတာပဲသုံးနိုင်တယ်ကွာအခြေခံလူတန်းစားတွေကြတော့ဒီလိုမျိုးဈေးကြီးတာတွေမသုံးနိုင်ဘူးချို့ကြတော့တိုင်းမျိုးရက်ွက်ထဲမှာကြတော့အဆင်ပြေတဲ့လူတွေကြတော့လည်းဝယ်နိုင်တယ်မိုင်းရဲ့အဆင်မပြေတဲ့လူတွေကြတော့လည်းဝယ်လဲမဝယ်နိုင်ဘူးဈေးလဲသွားထုတ်ဖို့တဲ့သူတို့မှလည်းအချိန်မရှိဘူးအဲ့လိုပုံစံမျိုးနဲ့ပဲခလေးတွေဒီတိုင်းအဲ့ဆက်မချဘဲနဲ့ကလေးလေးတောက်ချမွေးနေတဲ့သူတွေလည်းတွေ့ပြီ။ ကိုအနေနဲ့ကတော့အများကြီးထိခိုက်နိုင်တာပေါ့နော်ဟိုဘယ်လိုပြောမလဲစိမပြပြုအတိုင်းတာမှာဒီကလေးတယောက်ရောက်လာလို့ရှင်ဒီကလေးကိုပါခေါ်ပြီးတော့ဒုက္ခပေးသူလို့ဖြစ်သွားနိုင်တယ်လीနော်ဒီအမျိုးသမီးတွေတဲမှာမှမြန်မာနိုင်ငံတွင်းမှာရှိတဲ့စစ်ဟနာရှင်လက်အောက်မှာနေထိုင်နေကြရတဲ့အခြေခံလူဒန်းစားကအမျိုးသမီးတွေအတွက်တော့ပုံမခက်ခဲပြီးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတာပါစေဝါတွေဝင်ရောက်မှုပိတ်ပင်ခင်းရပြီးတဲ့နောက်မှာ စေဝါတွေဈေးအဆမတန်ကြီးလာတာ အာနာမသိန်းခင်ကလိုတားဆက်ချခြင်းအတွက်ကုညီနေတဲ့ NGO INGO တွေနေပါလာခြင်းဟာလေပြည်ရင်းကအမျိုးသမီးတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုပါအဲတခုတ်စေကမ်းမျိုးနဲ့မြန်မာနိုင်ငံရပါရှင့်မြန်မာဆေးကတ်တောက်တဲ့ရှင့် ်နှစ်လလာမျိုးပြက်ဖို့လေပဲဆိုင်မမမရဆိုင်အကြီးလည်းမရဘူးဆိုင်ဒီလိုရောက်ွက်ဆိုင်သေးတယ်မလည်းမရအဝိုင်းကျမှာဆိုလို့ရှိရင်တော့ကိုကတော့စိတ်ကက်လည်းမတောက်တော့ဘူးဘာမှလည်းမသုံးဆွဲတော့ဖြစ်နေမဲ့တော်တော်များများပတ်ဝန်းကျင်မှာဖြစ်နေတာကတော့စိတ်ကက်တောက်တာစိတ်ကက်ကအရန်စိတ်ကြီးရဲ့ပြောပေါ့နော်ကဲဟိုအစ်စ်မီတဲ့စိတ်ကက်တွေကိုတောက်ဖို့ကြွကြတော့စိတ်ကက်တွေအရန်စိတ်ကြီးစိတ်ကြီးရောတချို့သောသူတွေကဒီစိတ်ကက်တွေကိုသုံးဆွဲနိုင်ဘူးစိတ်ကက်ဟိုပုံမှန်ပဲဒီတစ်ပုတ်ပဲတို့ထိုးလာတာလေ ဟိုပထမတော့ဈေးကန်ကိုပိုင်ဈေးကန်မှာတော့ထိုးတာဈေးတိတ်မကြီးဘူးနောက်ပိုင်းမှာဈေးကြီးတော့ဟိုကပြောမလို့အလကားထိုးပြီးတဲ့ဈေးကန်မှာပဲတော့ထိုးပြီးတာဒီမျိုးသမီးတွေကိုကူညီပေးမဲ့ဖွဲ့စည်းတွေတော့ရှိခဲ့မယ်ဆိုရင်အမျိုးသမီးနဲ့ပတ်သက်ရင်တော့တိတ်မရှိဘူးခလေးနဲ့ပတ်သက်ရင်တော့ရက်ကွက်ထဲမှာလာပြီးတော့ကာကွယ်ဆေးထိုးပေးတာတို့ဟိုကတန်ကြန်ဆေးတိုက်တာတို့အဲ့လိုမျိုးတွေပဲရှိတယ် ။ဟောအဲ့လားဆိုရင်တော့အခုလက်ရှိကတော့အောက်ခြေလေအခြေခံလူတန်းစားရပေါ့နော်။သူတို့တော့ကတော့တော်တော်အဆင်ပြေသွားမယ်ထင်တယ်။သူတို့တော့အဆင်ပြေသွားမယ်သလိုအလေလက်လူတန်းစားရတော့ပေါ့။အဲ့လိုတို့ပေါ့ညီမတို့ဆိုလို့ရှိရင်ချမ်းသာရတယ်မှမပါဘူး။ဒါပေမဲ့အရင်အဆင်ရတယ်မှမပါဘူး။ဒါပေမဲ့လက်လုံးလောစာသမားရဝန်ထမ်းသမားရဖြစ်အတွက်ညီမတို့တော့ပတ်ပူပြီးအဆင်ပြေသွားမယ်လို့ထင်တယ်ရှင့်။ရန်ကုန်မြို့နေထိုင်တဲ့အမျိုးသမီးတွေရဲ့အတန်းကိုနားဆင်ကြရတာပါ။ဒါဆိုရင် ထိုင်းနိုင်ငံကိုရွှေ့ပြောင်းလာကြတဲ့အမျိုးသမီးတွေရဲ့အခြေအနေကရောရောက်ခါစားဆိုတော့ကိုကဟိုဘယ်လိုပြောမလဲအထောက်အထားမရှိတာလဲပါတယ်။နောက်တွားရေးလာရေးအတွက်လည်းဟိုအဆက်အသွယ်အတိတိတ်မရှိတဲ့ခါကျတော့မတွားရဲမလာရဲဖြစ်တဲ့ခါကျတော့အဲအဲ့ဒီတောင်းတော့နည်းနည်းဒုက္ခရောက်တယ်။ခဲ့တဲ့တလောကဒီဟိုမဲတော်မှာလမောင်းပိုက်ထည့်ပေးတာလေးရှိတယ်လေ။အဲ့ဒီဟာနဲ့တွားပြီးတော့အခု၄နှစ်ခန့်လမောင်းပိုက်ထည့်ထားတယ်။ချိုးကြပြီးတော့လည်းဒီရက်ွက်ဒေသန္တရစေကန်းလေးတွေပေါ့ အဲတချို့ဟိုပြောင်းလာပြီးတော့မှကုပတ်ဝင်းကျင်လေးကိုရောက်လာပြီးတခြားနေရာမှာနေပြီးတော့မှကုပတ်ဝင်းကျင်ကိုရောက်လာတဲ့လူလေးကြလဲသူတို့အရင်နေထိုင်ခဲ့တဲ့နေရာကဒေသန္တရစေကန်လေးတွေမှာအဲ့လိုမျိုး3လခန်းတို့ဘာတို့တထိုးကြတာလေးတွေရှိတယ်။ဒါရောက်တော့မှာပေါ့နော်ညီမတို့ဒီဘက်ကို2022ဆရောက်တဲ့အချိန်ပေါ့နော်ဟိုကတော့6လလောက်ကြာပြီးတော့အာညီမဟိုဘယ်လိုကောင်းလဲ အဲရင်းတော့ဆိုလို့ရှိရင်ပစ္စည်းကရင်းတော့ထည့်ထားတဲ့ပစ္စည်းကကြတော့အဆင်ပြေတယ်ဗောနော် menstruation တွေဘာတွေမှန်တယ်ဗောနော်အအခုအဲ့ဒီ၅မိနစ်ပြေလို့ပြန်ထုတ်လိုက်ပြီးတဲ့အချိန်မှာနောက်ထပ်ပစ္စည်းတစ်ခုလဲပြီးထည့်လိုက်တဲ့အချိန်မှာအပုံမှန်ဗောနော် menstruation မဖြစ်တော့ဘူးမဖြစ်တဲ့အတွက်ကြောင့်မို့ညီမအဲ့ဒီအပစ္စည်းကိုဗောနော်ဒီဒီဘက်နှစ်ဆက်နှစ်ဗောနော်ဒီဘက်ဒီဘက်ကိုရောက်ပြီး6လောက်နေတဲ့အခါမှာအပစ္စည်းကိုဗောနော်မေရိုဆေးကမှာသွားထုတ်ပြီးတော့အာသွားထုတ် သွားဖောက်တယ်ပေါ့နော်လက်မောင်းထဲကိုထဲတဲ့ပစ္စည်းတော့ရှိတယ်အဲ့ဒါသုံးမလားဆိုပြီးညီမကိုမေးတယ်ပေါ့နော်ညီမကလည်းအဲအဲ့ဒီဟိုဟာကြတော့ကိုကဟိုအဆင်မပြေဘူးပေါ့နော်အဲ့ပစ္စည်းသုံးမှုကြတော့လေကိုကဟိုကိုထည့်ခဲ့တာဒီတိမ်ထဲကိုပဲထည့်ခဲ့တာဆိုတော့အဲ့ဒီဟာကိုပဲညီမဟိုအားတန်တယ်ပေါ့နော်အဲ့လိုမျိုးအခက်ခဲရှိတယ်ပေါ့နော်ဒီမျိုးသမီးတွေကိုကူညီပေးမဲ့ဖွဲ့စည်းတွေတော့ရှိခဲ့မယ်ဆိုရင် အဲ့လိုမျိုးတွေရှိခဲ့တယ်ဆိုလို့ရှိရင်ဘာတွေပိုကောင်းလာမလဲဆိုရင်လက်တလောမှအစင်မပြေတဲ့မိသားစုတွေအတွက်ဒီစိတ်ထိုးရမဲ့ကုန်ကြမ်းစရိတ် စိတ်ထိုးဖို့တွားရလာရတဲ့ကုန်ကြမ်းစရိတ်ဟုတ်လားမတော်မဆဟိုမလို့ဘယ်လိုပြောမလဲကွာအစင်သိမဖြစ်သေးခင်မှာရောက်လာတဲ့တရီသားကိုဟိုသူတို့တခုခုလှုပ်လိုက်လို့ဟိုအန်ရဖြစ်နိုင်တဲ့ဟာမျိုးပေါ့နော်အဲအဲ့ဒီဟာတွေကမှအစအကုန်လုံးကောက်ွယ်ပြီးသားဖြစ်သွားနိုင်တာပေါ့နော် မှန်တော့လေဒီလိုမျိုးပေါ့နော်ချိတ်ဆက်ပြီး free ရမယ်ဆိုတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဟိုတချို့ကြတော့ညီမတို့ဒီဘက်မှာပါပါကြုံရလဲဆိုတော့အာမျိုးသမီးဒီဟိုတဲ့အင်းလေးပိုင်းနဲ့ပတ်သက်ပြီးတော့မေရောစီကန်သွားလို့တော့ရတယ်ဒါပေမဲ့နေရာပေါ့နော်နေရာဒေသရယ်နောက်တစ်ခါညီမတို့စီမာကြဒီဘက်မှာကြတော့လုံခြုံရေးပြဿနာတွေရှိတော့ပေါ့နော်အရန်ဝေးမေရောဆိုတဲ့နေရာကလည်းပေါ့နော်နည်းနည်း ဟိုဝေးတဲ့နေရာမှာရှိတယ်ပေါ့နော်အဲ့တော့သွားရင်းလာရေးအတွက်ကညီမတို့အတွက်ကတော်တော်အဆင်မပြေဘူးပေါ့နော်တချို့တချို့တချို့လူတွေအတွက်ကြာပေါ့နော်အဆင်မပြေဘူးအဲ့အတွက်ဘယ်လိုခေါ်မလဲကိုနီးစက်ရနီးစက်ရပေါ့နော်အဲ့လိုအဖွဲအစည်းတွေကနေပြီးတော့အဲ့လိုမျိုးလက်လန်းမိတလောက်ကိုပေါ့နော်ဟိုဘယ်လိုခေါ်မလဲလိုက်ပြီးတော့ကုညီဆောင်ရွက်မှုမျိုးတွေပေးတယ်ဆိုလို့ရှင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်မဲဆောက်မျိုးကိုရွှေပြောင်းနေထိုင်ကြတဲ့အမျိုးသမီးတွေရဲ့အတန်းကိုနားဆင်ကြရတာပါ မျိုးဆက်ပွားကျန်းမာရေးတဲ့ကတရီတားချင်းတာဝန်ဟာမိမတယောက်ထဲရဲ့တာဝန်ဖြစ်နေသလားအမျိုးသားတွေကတော့တာဝန်ရှိမနေဘူးလားဒါဟာမိမတွေရဲ့အလုပ်ပဲလို့ယူဆနေကြတော့လားဆိုတာဆက်ထားတဲ့နေရာပေါ့နော်။ယောက်ျားတွေကစိတ်ဝင်စားမှုရှိသလားဆိုပြောမယ်ဆိုတော့အချို့ယောက်ျားတွေကရှိပါတယ်။အချို့ယောက်ျားလည်းစိတ်ဝင်စားမှု ရှိဘောเนาะမိမအလုပ်ပဲမိမအကုန်လွှဲတာပဲမိမရောက်ကြဆိုရင်ကတော့ तू ကနင်ဘာပဲလုပ်မလို့ကိုယ့်အကိုကိုကြည့်ပြီးလုပ်လို့ပြောတာပဲမျိုးဆက်ဘွားကျမရေဆိုတော့အမျိုးသမီးတဦးပေါ်မှာပဲတာဝန်ရှိတယ်မဟုတ်အမျိုးသားတွေဟာလည်းဒီလုပ်ငန်းစဉ်မှာပါဝင်ပူးပေါင်းဖို့လိုအပ်ပါတယ်တတိတာချင်းမျိုးဆက်စီမံခြင်းဟာမိသားစုတစ်ခုမှာအမျိုးသမီးရော အမျိုးသားပါအတူတူတာဝန်ရှိပါတယ်တချို့ဒေသတွေမှာ အထူးသဖြင့်တိုင်းရင်းသားဒေသတွေမှာ 56ခုအတွက်အချို့အမျိုးသမီးတွေဟာခရင်းရှည်သွားရပါတယ်။ဒါကြောင့်ကုန်ကျစရိတ်များပြားခြင်းစတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်။ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာစံမာရေးဆောက်ရှောက်မှုရရှိဖို့အသက်အန္တရာယ်တွေစိုးရင်ရတဲ့အခြေအနေတွေရှိနေတာပါ။ဟုတ်ကဲ့ကျွန်တော်နာမည်က Nobby ရောအသက်က30ပဲ နေခဲ့တဲ့မျိုးကကြတော့ဒီ Google မျိုးမှာရှိတယ်ကရင်ပြည်နယ်ပြီးတော့မြန်မာနိုင်ငံမှာနေပါတယ်ရှိအော်တခါတည်းတော့လက်မောင်းထဲမှာအာဒီပိုက်ခဲ့တာပေါ့နော်အဲ့လိုမျိုးကနေဆက်ပြီးတော့တုံတာဖြစ်တယ်ကျွန်တော်တို့တော့လောလောတော့ကကြတော့ဒီမှာရှိတဲ့ဒီနေထဲမှာရှိနေတဲ့ဆေးရုပ်ကဖွင့်သေးတယ်ပေါ့နော်အချိန်တော့ဖွင့်သေးတဲ့အချိန်ကျတော့ဆရာဦးတိုင်းကလုတ်ပေးတာဖြစ်တဲ့အတွက်အဆင်တော့ပြေခဲ့တယ်ပေါ့နော်ရှိခဲ့တယ် ဟုတ်ကဲ့ဒီအခုအဲ့ဒီစေရောကမရှိတော့ဘူးပေါ့နော်အာဒီတက်ပွဲချိန်နေချောင်းရွှေပြောင်းရလာလို့ရှိတယ်ပြီးရင်ဒီစေရုံမှလည်းထိုင်လို့လည်းမရဲတော့လို့မျိုးလေးတော့အချိန်ရှိတယ်ပေါ့နော်အာအရင်တော့ကကျတော့ကျွန်တော်ထက်ခဲ့တဲ့စေရုံမှဆိုရင် သူကကျတော့ရှိတယ်အဲ့ချိန်တော့ကသူလုတ်ခဲ့ပြီးခဲ့တာဟာလည်းရှိတယ်အခုတော့သူတို့ဒီစေရုံကအာတက်သွားတော့ ူတို့တွေအလောက်ကြီးမလုံးမစွမ်းဆောင်နိုင်တော့ဘူး။ရောက်သူတို့စေခံရောက်လိုက်ရင်တော့ကူညီပေးတယ်အဲ့လိုမျိုးလေးတော့ရှိတယ်။မရှိဘူးအဲ့လိုမျိုးတရားရှိတာမရှိဘူးဒီနေ့ကဒီနေရာမှာရှိလိုက်တယ်နောက်တနေ့ဟိုနေရာမှာရှိလိုက်အဲ့လိုမျိုးလေးပဲပေါ့နော်လေးလေးပဲရှိရတယ်ပေါ့နော်အော်အဲ့ဒါဆိုမိုဘိုင်းဖြစ်နေတာပေါ့နော်ရွေရွေရှားစီးပွားနေဖြစ်နေတာပေါ့ဒီနယ်ဝလီကြီးရွာမှာတာဝန်ထမ်းဆောင်နေတဲ့ကျမကြီးဝန်ထမ်းဆီယာမတအူကတော့အခုလိုပြောပြခဲ့ပါတယ်။ ကျမတာတော့ကရင်ပြည်နယ်မှာ တောင်ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ဝန်လီကျွာမှာတာဝန်ထမ်းဆောင်နေပါတယ်။ကဲအဲသာဆက်ထားနေတာလားဆေးကလေးကအလုပ်လောက်ရနိုင်တယ်ပေါ့နော်အဲ့လိုကျွန်တော်တို့ဆွေးရပါတယ်ကျမတို့လက်တွေ့လုပ်တဲ့ဟိုလေပေါ့နော်ကျမတို့ BMA မက်တော်စီကန် BMA ပေါ့နော်လုပ်ပါမယ်။ကျွန်တော်ရရှိနိုင်တဲ့အာဝန်ဆောင်မှုကစာစီပြင်မယ်စီစီ ပေးမယ်နောက်ပြီးတော့အဒီပိုထိုးမယ်ဘယ် IUD M plan ဆိုတော့လုံတဲ့ကော်တော့နောက်ပြီးစာချောပြလူနာဝင်တယ်ပဲလို့အဲ့လိုအဲ့လိုပေါ့တော့ကျွန်တော်လွှဲပြောင်းပေးပါတယ်တက်လမ်းမယ်မိနေကြည့်ပါဆိုတော့ဒါကရှိတယ်ပါပေါ့တော့ကျွန်တော်နေစားတော့ထားမယ်လို့လည်းအဲ့ဒီနေစားတော့ဝေးတဲ့နေရာပေါ့နော်အခုတော့စကြမှာရလောက်တာလည်းကောင်းမွန်စွာရှိတဲ့နေရာတွေ များစွာရှိပါအိမ်နေရာတွေကြားလည်းပဲမိသားစုစီမံခန့်ကိုများစွာလိုအပ်ပါတယ်ကျေးဇူးကျမရေးကိစ္စတွေများစွာလိုအပ်တယ်ပေါ့နော်အိမ်နေရာနေရာတွေကိုကောင်းမွန်တာအာလုပ်ပေးနိုင်ခဲ့မယ်ဆိုရင်ပေါ့နော်စီမံစရာကောင်းတာလုပ်ပေးနိုင်ခဲ့မယ်ဆိုရင်သူတို့အတွက်များစွာအကျိုးရှိတာပဲနော် ကျမတို့ကလည်းပဲမိုဘိုင်းထွက်တဲ့ဆိုတော့တလားချင်းတလားချင်းတလားမလားမတကျင်းသွားတဲ့ပြကြောင့်မို့ ဒီဘက်ရာစခက်ခဲတယ်ဘယ်မှာကျမတော့တာယူထိုင်မျိုးပြီးတော့ဒီကျမရေအာဒီကျမရေဖြစ်ရှင်းနေရပေါ့နော်သွားလာလေဆိုတော့တတိယနဲ့တူတာသွားလာတဲ့ခက်ခဲများစွာရှိလို့အချိန်နဲ့ဖြစ်နေတကူချင်ရလဲဒါပေမဲ့အဲ့ဒါကိုအိန္ဒိယလေးလဲကိုင်းနေမဲ့ဆိုရင်များစွာအကျိုးရှိတယ်လို့ကျမမေတ္တာရခံချင်ပါတယ်တိုက်တွန်းချင်ပါတယ်ဒီကနေ့ပတ်ကံမှာတော့မတူညီတဲ့နေရာကအမျိုးသမီးတွေရဲ့အတန်ကိုကြားခဲ့ရတာပါမျိုးဆက်ကွာကျမ်းမာရေးဆိုတော့ ်မိမတဦးရဲ့တာဝန်မဟုတ်ပါဘူး။အာနာပိုင်းနဲ့ရောတာဝန်ရှိသူတွေရော အပါအဝင် အားလုံးနဲ့သက်ဆိုင်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။နေရာဒေသတွေမတူညီပေမဲ့အမျိုးသမီးတွေမှာတူညီရဲ့ပူပန်မှုကတော့မျိုးဆက်ပွားကြံမာရေးပါ။ဂါဇာကအမျိုးသမီးတွေယူကရိန်းကအမျိုးသမီးတွေလိုပဲမြန်မာကအမျိုးသမီးတွေဟာလည်းအကူအညီတွေလိုအပ်နေသေးပါ။အခုလိုကျမ်းမာရေးဆောက်ရှောက်မှုတွေဖြတ်တောက်ခံနေရတာကဘယ်သူတွေကြောင့်လဲ။ ဘယ်သူတွေမှတာဝန်ရှိပါသလဲနားဆင်ပေးကြတဲ့တူးချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်